ဲ့ခုနနားမူတချင်းနည်းနည်းလေးဆိုပြရပါတော့ပြင်းနေကြမှာဆိုလို့ဒီနေ့တော့နားမူကဟင်းချက်အမနည်းနည်းပြင်းနေပါတော့ဒါကြောင့်မလို့ပုတ်ခင်းချက်ကစားတော့ကုန်လို့နားမူမှာထားပါတယ်ခုလောလောဆယ်တော့နားမူဟင်းချိုတူအိုးတော့တည်ထားရပါတော့ဟဲ့ဒီမှာပေါ့နော်ဒါကိမွချင်ရဲ့ဟင်းချုံပေါ့နော်ပစုံ6နဲ့ရိုးရိုးလေးပဲချက်တာပေါ့နော်ဟဲ့ပေါ့နော်ဒါပုတ်ခင်းချက်ထုတ်တဲ့နေရာ6ပေါ့နော်

အပြင်စီစဉ်လေးထည့်မယ်ပေါ့နော်ဟဲ့ပြင်တော့ဒီမှာပေါ့နော်ဒါဘုတ်ခေချင်ထုတ်တဲ့ငင်းပြိုင်ချက်ပေါ့နော်ဟင်းပလန်ငင်းပြိုင်ချက်အမကတဝက်ကိုနေလိုက်မယ်တဝက်ကိုကြတော့သမီးအဖြူနဲ့ ကိုငချမယ်စားမယ်ပေါ့နော်ဟဲ့ပြင်းဒီမှာပေါ့နော်ဒါငပိထောင်မြေပရှူးငပိထောင်ပေါ့နော်အင်းဒီမှာပနောင်းကပိထောင်းပိထောင်းကိုမထထားပါနော် င်ပြင်ကျင်ပါနော်ဒါခဆော့ရဲ့တွေ့စီရပါနော်ဟဲ့ကျွန်တော်ပါနော်ဒါပုတ်ခိချက်ထုတ်တဲ့ငံပြိုင်ချင်းနဲ့နေထားတဲ့သမင်းရဲ့သမင်းဖြူရဲ့တွေ့စီရရဲ့ဒါငပီထောင်းလေးပါနော်ပြင်ဒါကြတော့ဟင်းချူပါနော်ကေမိုချင်းရဲ့နေပစုံ6နဲ့ချက်ထားဟင်းချူရဲ့ဒါကြတော့ပုတ်ခိချက်ထုတ်တဲ့ငံ6လေးနဲ့ပါနော်အပြင်ကြီးမှာပေါ့နော်ဒါပုတ်ခေချက်ထုတ်တဲ့ငါအီကုံကြော်ပေါ့နော်အချူနဲ့အဆက်ဆိုပြီးရှိရင်နမကအဆက်ကြိုက်တော့အဆက်စားမယ်ပေါ့နော်ငါရင်ကုံကြော် ခိုင်းကုန်ကြော်လေးနဲ့ရဲအဲ့ဒါဆိုနမူစားတော့မယ်နော်ခုနမူကနမူတို့ရဲ့အိမ်ဘေးကလေပေါ်မှာစားတာပေါ့နော်တမီနေထားလေးနဲ့အရင်ကြည့်မယ်နော်စားကြပါအောင်ရှင့်ဆနမူစားပြီနော်

ငါရင်ကိုရတာလည်းမဟုတ်ကြိုက်ပဲချွတ်ချွတ်ရွရွလေးနဲ့လေးစားလို့ကောင်းတယ်

။လာကြတော့ငါပြီထောင်းပါနော်။ငါပြီထောင်း။ငါပြီထောင်းရတယ်။တစ်ခါတည်းပါရင်လည်းတူဆိုင်ရှယ်ပဲ။ ဲကိုလည်းပဲပိထားလေးနမ်ကခါတလေအလကားထိုင်ထိုင်စားနေတပူတပူအများကြီးအများကြီးစားရတယ်ဗောနော အခုနမှုစားတဲ့လိုမျိုးစားခြင်းနေဆိုရင်တော့သူရဲ့ fish ကိုပုံမှန်လေးချပေးထားရင်နော်အဲ့မှာဝင်ပြီးတော့မှစားလို့ရတယ်။သူကနိုင်ငံခြားပြီးပိုက်လဲပို့ပေးတယ်ပေါ့နော်။ ဟဲ့ခုနမှဆက်လုပ်ပြီးသားပြီးအရင်စားကောင်းနေပေါ့နော်။ငါးရီကိုကြွားကျွတ်ကျွတ်ရရလေးနဲ့ဒီငပီချက်ကလည်းနမှုရွံ့နေထားပြီးအရင်စားလို့ကောင်းနေပေါ့နော်။ငပီတားကလည်းနမှုအကြိုက်ပဲဆက်ဆက်လေး။ဟဲ့ဒါကြောင့်မလို့အခုပိုခေချာထုတ်တဲ့စားတောက်ကုန်တွေကိုမယူအပီချင်နေဆိုရင်တော့သူရဲ့ page နဲ့ phone number ကိုအပေါ်မှာ link ချပေးထားရင်နော်။ဟဲ့နမှုရဲ့ video လေးကိုအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ဟဲ့နောက် video လေးအကြိုက်လည်းထပ်တွေ့ကြမယ်နော်။တတား။